န်းစီရမိတဲ့ဘင်္ဂလီလူမျိုးတွေကိုနိုဝင်ဘာလ22ရက်နေ့မှာအမိန့်ချမှတ်သွားမယ်လို့မြောက်ကလာပါမြို့နယ်တရားသူကြီးကပြောပါတယ်ဒီသတင်းကိုတော့ဟင်းကိုပေးပို့ထားပါတယ်ရှင်မြောက်ကလာပါမြို့နယ်ရွှေဘောက်ကံမြို့အလောင်းဖျားလမ်းကနေရင်တစ်ခုမှာအထောက်ထားမဲ့နေထိုင်တဲ့ဘင်္ဂလီလူမျိုး18ဦးကိုအော်တိုဘလ22ရက်နေ့ကဖမ်းဆီးရမိကြတာဖြစ်ပါတယ်ဖမ်းဆီးရမိကြတဲ့သူတွေထဲမှာအသက်မပြည့်သေးတဲ့ကလင်ငယ်လေးဦးပါဝင်နေတာကြောင့်စတုံးဦးကအထောက်ထားမဲ့ခုတ်ဝင်နေထိုင်တဲ့အတွက် ရောက်လာပါဖရာယောပါလိုမာလ9ရက်နေ့ကရုံထုတ်ဆစ်ဆေးကြတာပါဒီစ3ရောက်ကတော့ကျွန်တော်တို့အင်းစိတ်ထောင်ကိုရမန်ပေးလိုက်တာပါပေးလိုက်ပြီးတော့ဒီနေ့ကိုတရားလို့ဆစ်ဆေးပါတယ်တရားလို့ဆစ်ဆေးပြီးတော့ဒီဆစ်ဆေးပေါ်ပေါက်ချက်တွေကဖိုင်ဘာပစ္စည်းပေါ်တဲ့အတွက်ကြောင့်ဆွဲချက်တင်လိုက်တဲ့အခါမှာဆွဲချက်ကတော့ကျွန်တော်တို့1949ခုနှစ်ဒီလိုပြောင်းစုမြန်မာနိုင်ငံအတွင်းဒေထိုင်သူများမှတ်ပုံတွေဥပဒေ6နှစ်63ပေါ့ဒါနဲ့ဆွဲချက်တင်တဲ့အခါမှာ ဒီစွတ်ဆက်ခံပြီးဒီကောင်တော့တရားခံတွေကဝင်ခံသွားပါတယ်ဝင်ခံတဲ့အကြောင်းဒီနေ့နောက်ရုံးချင်းဖြစ်တဲ့27ရက်ဆက်လာပိုင်းမှာအမိန့်ချဖို့ရှိပါတယ်တရားမဝင်ခိုးဝင်နေတဲ့သူတွေဟာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်မင်းပြမြို့နယ်နဲ့ရောင်မြို့နယ်တို့ကနေစစ်မကွေးမြို့ကိုဝင်ရောက်ခဲ့ပြီးမကွေးမြို့ကနေစစ်ရောင်မြို့ကိုရောက်ရှိလာခဲ့တယ်လို့ရောင်တိုင်းဒေသကြီးရဲ့တပ်ဖွဲ့ကတရင်ထုတ်ပြန်ထားတာပါတရှိနေတဲ့အတမပြည့်တည်သူလေးဦးကိုအင်းစိန်အကျဉ်းထောက်မှာမထားပဲတန်လင်းမြို့နယ် ူမှုဝန်ထမ်းဦးစီးဌာနလောက်မှာရှိတဲ့လူငယ်လက်ကျင့်တန်တန်းကြောင့်လည်းကျောင်းဆရာကြီးထံမှာအနန္ထားတာဖြစ်ပါတယ်ခလေးတငယ်တွေကတော့အစ်တန်ကြီးကနေပြီးတော့ခေါ်ရမှာဖြစ်တဲ့ကြောင့်ရကိတ်ချင်းကြီးတော့ရောက်လာရင်မရှိသေးဘူးပေါ့နော်ဒါခလေးတငယ်တွေကတော့ရမှန်ပေးရတာပေါ့ပါဘူးခလေးတငယ်ဥပဒေနဲ့အညီလူမှုဝန်ထမ်းဌာနရဲ့ဦးစီးဌာနရဲ့ဒီလူငယ်တန်တန်းကျောင်းကြီးဆံမှာအနန္ထားကြီးဖြစ်ပါတယ်အထောက်ထားမဲ့ခိုးဝင်နေတဲ့အတွက်1949ခုနှစ်မြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ဖို့တင်အုပ်လေး62မြန်မာ63နဲ့တရားဆွဲဆိုထားတာပါတမှုထင်ရှားခဲ့ပါကအလုံကျန်းတဲ့ထောင်နိုင်နှစ်ဖြစ်စီတန်ခွင့်900ကျပ်ဖြစ်စီဒန်နီယယ်လုံးဖြစ်စီစက်ခန့်ကျဝတ်ဥပဒေမှာပြဋ္ဌာန်းထားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟင်ကိုပါ